မီရှ်အာဒီယိုဘော့ခ်စတာနောက်နေ့ရက်ခန့်ကြာသောအခါ၌ကျွန်ုပ်ဖို့စပယ်ရှယ်ဝတ်သားတရွဲ့နှင့်ဦးစုံသေးစုံက ရောက်မလာပြီရောက်မိရောက်လာသည်ကကိုမြဖေးဤအလောင်းသာဖြစ်ဝတ်ပြရာတွင်ဝတ်အငဲကိုယာပြီးနောက်ဝတ်အကြီးကိုတဲတဲမဲမဲလိုက်ရာတွင်ဝတ်နှင့်ရင်ဆိုင်တွေ့သည်၌ပြောင်းနှင့်တော်သောကြီးစံကုန်းကကျွန်ုပ်လဲ၍ပြေးလိုက်ရသောကြီးစံများအလှဲ့သို့ရောက်သည်နှင့်ကြုံသည်ဖြင့်တောဝတ်မှာအမဲမဖြစ်ပဲကိုမြဖေးသာလျှင်အမဲဖြစ်၍အသက်မပါအလောင်းသာလျှင်မြို့သို့ရောက်လာတော်၏ သူ့အလောင်းကိုမြင်ရမှပင်ကျွန်ုပ်မှာပါဇက်ကဆုတ်တတတနဲ့ဖြစ်ရလေကိုမြဖေရဲ့ဟုဆိုကလူမြင်ကောင်းအောင်မျက်ရည်တွေပါတယ်ဝိုင်းပြလိုက်တော့လဲစိတ်ထဲနိုင်မှုကကြွပြီးတော့ဆရာကြီးအမိကိုကျွန်တော်စောင့်ရှောက်ထားလိုက်ပါမယ်စိတ်သာချပါကိုလူဟုပြုံးပြီးပြီးလူမသိသူမသိဆိုမိလေတော့သည်ကိုမြဖေဤသို့တောဝတ်ပတ်သဖြင့်ကိစ္စတုံးရသည်ဟုသောသတင်းပြန့်ပွားသည့်၌တမျိုးလုံးမြင်ဆုတ်တတတဖြစ်ကြရ၏ကိုမြဖေကလူကြီးပိုင်းလူငယ်ပိုင်းနှစ်ဌာနစလုံးတွင်ဝန်ဆန့်သူဖြစ်သည့်အတိုင်း သူဤမသား၌အသင်းအဖွဲ့ပေါင်းများစွာတို့ကလိုက်၍ပို့ကြရာအလွန်တရာမင်းစီကားလှပသည်ကျွန်ုပ်လည်းတပြုံးပြုံးနေသောအသေးနှလုံးတို့ကိုပူပုံပန်းရုပ်ဖြင့်အရေးချုံကားမသားယထားဆုံးကိုလက်တင်၍တုတ်တန်အထိခေါင်းငိုက်ဆိုင်နှင့်လိုက်ပို့လိုက်ပါသေးသည်ကျွန်ုပ်၏ဘဝအဋိဌံကြီးအတွက်လက်စားချေရေးတွင်ဈေးဥပောက်ကုံကဟန်ကြလာပေသည်မြေသူမြကျွန်ုပ်၏စနက်ဖြစ်ကြောင်းကိုမရေမိကြပေကိုမြဖေးသည်ဂျာတာပရိသတ်ဖြစ်လူသားစားဘူးသောဂျာသည် ကျွဲနွားကိုမကိုက်ခြင်းပဲရွာတဲ့သူဝင်း၍သာလူတွေ့ရာကိုဆွဲကျင်သောဓမ္မတာကဲ့သို့ကျွန်ုပ်မှလည်းကြီးစံနှမျိုးကိုတစ်မျိုးနဲ့တစ်မျိုးတပေခန့်กว่าသောနေရာချင်းလဲလဲထားလိုက်ကြများဖြင့်အကြီးဆုံးသောရန်သူတော်ကြီးမှကြောက်တောင်ကိုဒိုင်နမိုက်နှင့်ခွဲသလိုဝုန်းခနဲပြုတ်၍တွားရသည်ကိုတွေ့ရသောကြောင့်ကျွန်ုပ်သည်လက်စားချည်ရဲ့အတွက်စိတ်အရှိန်ကြွ၍လာကနောက်တစ်ခါဆက်၍မိသူကိုလက်စားချည်ရပါမည်နည်းဟုခြံစားရပြန်၏ယခုလက်စားချည်ရတော့မိမာက ကိုမြဖေကဲ့သို့သွေးဝေးသူများမဟုတ်ကြတော့ကျွန်ုပ်နှင့်သွေးအနီးဆုံးလူများသာကြံပေတော့ရာသွေးနီးသည့်အထက်မှမြည်သူကိုလွယ်ကူစွာအသက်ကိုဖြတ်ချွေနိုင်မှမည်နည်းဟုတစေတစောင်းကြည်ရင်ကသွေးစဉ်မျိုးဆက်တီနေပုံကိုဇရချ၍ကြည်မိ။ဤဇရကိုရေးခဲ့ပြီးတော့ကျွန်ုပ်၏ဖြစ်စဉ်သမိုင်းရှေ့ပိုင်း၌ဖော်ပြခြင်းမပြုခဲ့သည်မှာဆွေမျိုးတွေဆက်သွယ်နေပုံများသဖြင့်နာမည်များရှုပ်ထွေးကုန်ပြီဆိုသောကြောင့်မဖော်ပြခဲ့ပေ။ယခုမှပင်ဖော်ပြရပြီတော့မည်။ဇရတက် အဖိုးဦးနဂီ1860 1933ဥရောပ1885ခုမွေသည်ဒေါ်စောလ1890 1916ဥရောနာ1889ခုနှစ်ဘွားသည်ဤဇာတိုင်းကျွန်ုပ်၏အဖိုးဦးနဂီမှသာသမီ3ယောက်ထွန်းကားရာတွင်ယခုအခါ၌ဥရောပမှမန္တလေးတွင်ကျောင်းနိုင်စရာတော်ကြီးဖြစ်ကျွန်ုပ်၏မိခင်ဒေါ်စောလကရေဒိန်နစ်ကာကွယ်လွန်ခဲ့ပြီး ဒုတိယသားဖြစ်သောဥဒ္ဒနာသည်အဖိုး၏စီစဉ်ကြီးကိုယခုဦးစီးနေ၏ဥဒ္ဒနာ၏ဇယားကအတော်ရှုပ်၏အဘဲကြောင့်ဆိုသောဥဒ္ဒနာပထမအိမ်တော်နှင့်သာသမိရပုံကိုဖော်ပြရပါသောဇယားနှင့်ဥဒ္ဒနာပထမဇနီးတမိမကြော့ရင်1908ခုနှစ်ဖွားသည်တာမောင်ကြီးအောင်1918ခုနှစ်တွင်ဖွားသည်မြေမောင်တီဟ1926ခုနှစ်တွင်ဖွားသည်အထက်ပါဇယားကိုကြည့်ပါက မကြော့ရင်နှင့်မောင်ကြီးအောင်တို့သည်ဥဒေါနာ၏ပထမဇနီးမှ ဖွားမြင်သည်ကိုတွေ့ရမည်ဖြစ်သည်မကြော့ရင်၏အကြောင်းကိုကျွန်ုပ်ရှေ့ပိုင်း၌ဖော်ပြခဲ့ခြင်းမရှိအဖိုးဦးနဂီ၏အိမ်သို့ပထမအချင်းကျွန်ုပ်ရောက်ခဲ့စဉ်ကမကြော့ရင်မှအပြူဘဝပင်ရှိလေသည်သည်ထို့နောက်မကြော့ရင်သည်1928ခုနှစ်၌မိုင်းတထေတဦးနှင့်အိမ်အောင်ပြုရာစိတ်တဘောချင်းမတိုက်ဆိုင်ပဲကလေးတစ်ယောက်ရကမှကွာရှင်းလာခဲ့၏ထိုကလေး၏အမိမှာမောင်တီဟဖြစ်၏ယခုအချိန်1948ခုနှစ်၌ မောင်တီဟမှာအသက်16နှစ်အရွယ်ဖြစ်လျက်ဂျပန်ဒေါ်လာရေးတွင်ပါဝင်ရာကစစ်အပြီးတွင်ပြည်သူရဲဘော်ဗိုလ်ကလေးတစ်ယောက်ဖြစ်နေပေသည်။ဒေါ်ကျော်ရင်နှင့်မောင်တီဟတို့မှာကျွန်ုပ်နှင့်မိသူမျှထွေထွေထူးထူးပတ်သက်ခဲ့ခြင်းမရှိပေ။ထို့ကြောင့်ယခုမှပင် ဖော်ပြရပေသည်။ဖော်ပြရသည့်အကြောင်းမှာကဒေါ်ကျော်ရင်နှင့် မောင်တီဟတို့သည်ဥဒေါနာ၏အမွေကိုခံထိုက်သောတမီးရင်နှင့်မြေးရင်တို့ဖြစ်ကြသောကြောင့်ယခုလက်စားချေရေးလမ်းစဉ်ကိုတွင်တွင်ကြီးလိုက်သောအခါတွင်မှ သူတို့၏အကြောင်းဆိုင်လာ၍ဖော်ပြရပေတော်သည်ဥဒ္ဒနာ၏ပထမဇနီးသည်1922ခုနှစ်တွင် ဆုံး၏ဥဒ္ဒနာသည်နှစ်နှစ်ခန့်မုတ်ဆိုးဘဝဖြင့်နေပြီးနောက်1924ခုနှစ်သို့ရောက်သောအခါမှနောက်ထပ်၍အိမ်တော်ပြု၏ထိုဒုတိယဇနီးမှကျွန်ုပ်၏ချစ်သေးကြာအမိကို1926ခုနှစ်တွင်ဖွားပြီးလျှင်1919ခုနှစ်၌အမိ၏မိခင်အနိစ္စရောက်၏ဥဒ္ဒနာလည်းဒုတိယံပြီးမုတ်ဆိုးဘဖြစ်ရပြန်၏ ဤရခြင်းတွင်ကဥဒ္ဒနာသည်နောက်ထပ်၍အိမ်တော်မပြုတော့ဘဲပထမဇနီးမှဖွားမြင်သောမကြော်ရင်မောင်ကြီးအောင်တို့နှစ်ယောက်နှင့်ဒုတိယဇနီးမှဖွားမြင်သောအမိတို့ကိုထိန်းသိမ်းကဖခင်ဥနဂီ၏အလုပ်ကိုဦးစီးရင်းနေထိုင်ခဲ့သည်မှာယခုထိဖြစ်၏။သို့ဖြစ်လျာဒင်းတို့တဆွေလုံးတစ်မျိုးလုံး၏ဆွေစဉ်မျိုးဆက်ကိုကြည့်လိုက်သောအခါ၌အဖိုးဥနဂီ၏စီးစဉ်ကြီးကိုကျွန်ုပ်ခံစားရဖို့အရေးတွင်ကျွန်ုပ်တုတ်တင်ပြရမည်သူများမှာ၁ဥနဂီ၏တာရင်ဆရာတော်ကြီးဦးဟောပါ၂ ဥနဂီဤတာရင်ဥဒ္ဒနာ၃ဥနဂီဤမြေအရင်မကြော့ရင်ဥဒ္ဒနာဤသမီ၄ဥနဂီဤမြေအရင်မောင်ငင်းအောင်ဥဒ္ဒနာဤသား၅ဥနဂီဤမြေအရင်မောင်ဒီဟဒေါ်ကြော့ရင်ဤသားစသည်ဖြင့်၅ရောက်တိတိရှိ၍နေပေသည်ထို့သော၅ရောက်တိတိရှိရာတွင်ဥဒ္ဒနာကိုစတင်၍တုတ်တင်လိုက်ပါကပစ္စည်းတူတွေကြီးမှာဒေါ်ကြော့ရင် မောင်ငင်းအောင်နှင့် အမိတို့၃ယောက်တို့၃စုကျွဲသွားပြီမည် ကျွန်ုပ်ဤလက်စားကြည်စင်းတွင် မထည့်သွင်းရသောအမိကိုကျွန်ုပ်လက်ဆက်ရစေကမူဆယ်သိန်းနံအမွေဤသုံးပုံတစ်ပုံကိုသာရပေမည်ထို့ကြောင့်ဥဒေါနာကိုချက်ချင်းတက်၍မဖြစ်သေးကျွန်ုပ်ဤရန်သူတော်ကြီးဖြစ်သောမောင်ငင်းအောင်ကိုတက်လိုက်ပါကလည်းပစ္စည်းတို့မှာအမိနှင့်ဒေါ်ကျော်ရင်တို့ခွဲ၍ယူကြမည်ဖြစ်ရာကျွန်ုပ်မှာ၅သိန်းသာရပေမည်ကျွန်ုပ်မကျေနပ်သေးတဖန်ဒေါ်ကျော်ရင်ဤသားဖြစ်သူပြည်သူရဲဘော်ဘူကလေးမောင်တီဟာကလည်းမြေရစုဝင်၍ခွဲပေုံမည်ထို့ကြောင့် မောင်ကြီးအောင်ကိုတက်ရမည်မှလည်းဟန်မကြသေးတို့ဖြစ်လျာကျွန်ုပ်မှဆရာတော်ဥဩဘာကိုတုတ်တင်ရန်ရွေးချယ်လိုက်၏ဥဩဘာမရှိလျင်ပစ္စည်းစုအလုံးသည်ဥဒေါနာတဦးတည်းခံစားခွင့်ရှိမည်ဥဒေါနာ၏မြေမောင်တီဟနှင့်တမိမကြော့ရင်တို့ကိုတယောက်စီဖြုတ်လိုက်ပါကမောင်ကြီးအောင်နှင့်အမိတို့သာကြံပြီးထို့နောက်မောင်ကြီးအောင်ကိုဖြုတ်လိုက်ပါသောဥဒေါနာနှင့်တဦးဒီသောတမိအမိသာလျင်ကြံပြီးထိုအခါမှလက်ဦးဆောင်အမိကိုမရရအောင်ယူ ယူပြီးလျင်ဥဒ္ဒနာကိုတုတ်တင်ရမည်ဖြစ်ဥဒ္ဒနာမရှိလျင်ပစ္စည်းဒုတဲ့ကြီးသည်အမိတယောက်သာဆက်ခံခွင့်ရှိပြတော်မူထိုချိန်၌ကျွန်ုပ်မှာအမိဤခင်မုန်းယောက်ျားဘဝသို့ရောက်နေတော်မူဖြစ်လျာကျွန်ုပ်နာမည်ငကောင်းသည်တသန်းကျွယ်သည့်တထေးကြီးဥကံကောင်းမဖြစ်လာပါသလိုအထက်ပါအတိုင်းဇေယချပြီးသည့်နောက်တွင်ကျွန်ုပ်သည်ကျွန်ုပ်၏ဦးလေးကြီးဖြစ်သောဆရာတော်ဦးဩဘာကိုတုတ်တင်ရန်စိတ်ကူ၏ဦးဩဘာကဝေးလာသောမန္တလေးတွင်ကျောင်းထိုင်နေပေရာခရီးကွာလွန်းလာသဖြင့် လောလောဆယ်ကြံစီဖို့ကခက်နေ၏ထို့ကြောင့်ကျွန်ုပ်၏မြောက်မှဥောပါ၏ဗမာနေ၍အလွယ်ဆုံးအနည်းဆုံးကိုရှာဖွေကာချင်းရွယ်လိုက်သောအခါတွင်မြောက်သည်ဒေါ်ကျော်ရင်၏ဘက်သို့တက်တက်မမတ်ကြီးဥတီ၍နေပေသည်ဒေါ်ကျော်ရင်ကငွေကြီးမတောင့်မတမကြောင်းမကြချမ်းသာသောမုတ်ဆိုးမှပြီးပြီးတားဖြစ်သူမောင်ဒီဟာကလည်းပြည်သူရဲဘော်တက်ထဲ၌ဘူဒီဟာအမိခံရက်ကာဂီစိန်ဝက်ကအဝေးရက်၌နေလေသောကြောင့်တားအတွက်နေစဉ်ရက်ဆက်ပန်းသက်စိတ်လူစဉ်ဆွန်းသက်စိတ်ကချင်း ဂုံတော်တထောင်ပတိစေချင်းမေတ္တာပို့ခြင်းတို့ကိုပြု၍ငြိမ်းချမ်းစွာနေထိုင်သူဖြစ်ဖခင်ဥဒ္ဒနမောင်ဖြစ်သူမောင်ကြီးအောင်နဲ့မောင်ဝမ်းခွဲကျွန်တော်တို့စားရည်တော်ရည်နဲ့အိမ်တော်ဘက်ကိုတစ်ဖက်တလန်းထင်းကအမိကိုလည်းမရေခွဲညမဖြစ်တော်လဲတဦးထုံစင်းညမအရင်ပမာစောင့်ရှောက်နေသူလဲဖြစ်ပေတော်သည်ပစ္စည်းနှင့်လုပ်ငန်းများကိုလည်းဝင်ရွေးမဆွတ်ဘာတိဘာသာအေးဆေးစွာနေလျက်တရားဘာဝနာကိုသာကျူးကိုသူဖြစ်လျာဒေါ်ကြော့ရင်ကိုကျွန်ုပ်တုတ်တင်ရမိအရေးမှာကကိုမြဖေကဲတို့ ုတ်တင်လာသောအကြောင်းမခိုင်းလုံလသဖြင့်လက်နှေး၍နေမိပေသည်။သို့နှင့်1948ခုနှစ်သို့ကုခဲ့၏။ကျွန်ုပ်ဤသို့လက်နှေးနေသည်ကိုအမြင်ကက်လေရော်သလားမသိရ။ကိုရွှေကံကြမာသည်တရောင်းငါပေါ်လာကကျွန်ုပ်ဤနန်းဆောင်ကိုဒုံးနှင့်ထိုးသလိုနှိုးဆော်လိုက်ပြန်၏။နှိုးဆော်ပုံကအသက်38နှစ်ထီအောင်လူပြိုကြီးဘဝဖြင့်နေခဲ့သော မောင်ကြီးအောင်သည်အရေးပိုင်တဝီသမီးအပြိုကြီးနှင့်လက်ထပ်လိုက်ခြင်းပင်ဖြစ်လေတော်သည်။မောင်ကြီးအောင်ဤကဲ့သို့လက်ထပ်လိုက်သည်နှင့်တပြိုင်နက် ကျွန်ုပ်တွင်အပူကြီးနှမျိုးပေါ်ပေါက်လာ၏ပထမအပူမှာကမောင်ကြီးအောင် လက်ထပ်ပြီးလျင်ကြီးစင်ငယ်လိုက်အဖြစ်အမီကိုတဏီမဟုတ်တဏီအိမ်အောင်ခြာပေးဖို့ဖြစ်လာမည်ဆိုခြင်းဖြစ်ဒုတိယအပူမှာကမောင်ကြီးအောင်တို့အိမ်အောင်မှတနစ်လျင်တသားကြွေခလေးတွေတပြွတ်ပြွတ်မွေးပါလျင်ကျွန်ုပ်အဖို့၌ဥနကီဤအမွေခံမိကျွန်ုပ်နှင့်ပြိုင်ဘက်မြေးမြစ်တီတွတ်ကျွတ်ကလေးတွေကိုပကံပြီကိုဖျက်သည့်ဘူးပင်လိုတက်၍မကုံနိုင်အောင်ဖြစ်လာမိအရေးကိုစိုးရင်မိခြင်းဖြစ်ထို့ကြောင့် ကျွန်ုပ်မှာလက်စားချေလမ်းစဉ်ကိုအလင်းအမြန်လိုက်ရန်ဆိုင်းပြင်းရပြန်ပြီးတော့သည်ကိုမြဖေအားသူဝန္ဒနာကြီးသောတနတ်တွင်ပယောဂဆွတ်ခြင်းအဖြစ်ဝဘခံရကကိစ္စတုံးစီခဲ့သည့်ဤသူကျွန်ုပ်သည်ဒေါ်ကျော်ရင်ဤဝါဒနာကိုစူးစမ်းရပြန်၏စူးစမ်းဖို့ကစဉ်စစ်နိုင်မလိုပေအဘဲကြောင့်ဆိုသောဘာသာတရားကိုကန့်ဆိုင်သောမောက်ဆိုးမကြီးများ၏ညင်မှာဖယားတရားတန်ခါကိုသာမကဘဘူအောင်မင်းကလေးဝိဇာရှိသောစသည်တို့ကိုပါရောထွေး၍ကိုးကွယ်လာတတ်ပေရာ ဒေါ်ကျော်ရင်မှာတန်ဘုတ်ဒီကာရာကိုအကျဉ်းတစ်ထောင်ရွတ်ဖတ်တရဲစေသည့်အကြာကပင်တရေမပူးနိုင်သောလက်ဖွဲ့ဘေးရန်ကင်းလက်ဖွဲ့တို့ကိုစောင်းလျက်နတ်ကြီးငါးပါးစီမွေစီဖျားငါးစုစီတော်ကြီးစသောစီများကိုလည်းလေကုတ်ငဲထိတ်လက်ကဝက်ခြေစည်းလက်စင်းတို့၌ပဆန်ကုန်ခံကထိုးနှံနေသည်ဖြစ်သည်ဒေါ်ကျော်ရင်ဤဝါဒနာအဆွဲကိုတီးပြီးဖြစ်သောကျွန်ုပ်မှာဒေါ်ကျော်ရင်ကိုတေးရွာသို့ပို့ရန်အလွန်လွယ်၍နေပေသည်အခွင့်အလမ်းပေါ်ဖို့သာလျှင်လိုပေတော့သည် အခွင့်အလမ်းဆိုဒီမှာဖမ်းယူတဲ့သူတို့အဖို့တိုင်းတော်တော်ပင်လင်းမြန်စွာပေါ်ပေါက်လာပြရာကျွန်ုပ်လဲတလမြဆောင်းလိုက်ရုံများနဲ့အခွင့်အလမ်းကိုတွေ့ရပြီတော်သည် ထိုအခွင့်အလမ်းမှာကနတ်စင်ရောင်ဂိုင်းမှဆရာတူကျုပ်တို့မြို့တို့ရောက်ရှိလာခြင်းဖြစ်ပြီထိုဆရာမှာကာယသိတ္တိပြည့်စည်သည်ဟုကြောကြားလျက်ရန်သူကြံလျင်ချက်ချင်းတည်သောစေဝါများကိုထိုးနှံပေးလျာဝါဒနာအိုးတော်ကြောင့်ယင်သည်တနေ့၌ထိုနတ်စင်ရောင်ဆရာကိုအိမ်မော်တို့ပင့်ဆောင်လာသည့်အထိဖြစ်ခဲ့ပေသည်နတ်စင်ရောင်ဆရာက လောက်ဖွဲ့များစီးတောင်များကိုတိမ်ဝင်တပိတ်ကွဲအင်းပေါ်၌တွေးကာစေးဤတကောအမျိုးမျိုးကိုလင်္ကာပတ်တန်းနှင့်ပြောဆိုလျက်စေးတခါထိုးလျင်ငားကျက်ယူကာစီးပွားရေးလန်းဖြောင့်နေသူဖြစ်ထိုးဆရာသည်ဆရာလင်းဖြစ်မှန်းကိုကျွန်ုပ်အတက်သိတော်လဲကျွန်ုပ်ဤလက်စားချေလမ်းစဉ်ကြီးတွင်ထိုးဆရာကိုလက်နက်အဖြစ်အသုံးချရန်ရည်ရွယ်ထားသည့်အတိုင်းနတ်ဆင်အောင်ဆရာဤစေးများကိုတခါထိုးလျင်ငွေ30ပေးကာငွေ90ပို့လောက်ကျွန်ုပ်ကိုယ်တိုင်အနာခံ၍ထိုး၏ပတ်စံရမှန်သိလေလေး ထိုစရာမျိုးမှာဟိုဆေးပြီးလျင်ဒီဆေးကိုအထိုးခိုင်းနေလေဖြစ်ရာကျွန်ုပ်နဲ့ဒေါ်ကျော်ရင်တို့မှလည်းဆရာနဲ့အလွမ်းတင်ကြလျက်ဆေးတွင်တွင်ထိုး၍နေကြသောဘဝကိုရောက်ခဲ့တော်၏ကျွန်ုပ်လှိမ့်နေမှန်းကိုမသိသောနတ်ဆင်အောင်ဆရာသည်သူ့လှိမ့်တိုင်းလှိမ့်နေပြီဟုသောအထင်ဖြင့်ကျွန်ုပ်အတွက်စပယ်ရှယ်ဆေးတစ်မျိုးကိုထိုးဖို့တိုက်တွန်းမြင်၏ဒီဆေးကကြောက်တရောက်မှာပဲရှိတာဥက္ကံကောင်းရဲ့ဆေးကပပရှာရှာခဲခဲရင်ရင်နဲ့ဟိုပုပ်ပားတောင်ကလပ်မှာတက်တက်လို့ကိုးနှစ်စလုံးစားပြီးကိုးပါးဒီလဆောင်းခဲ့လို့ အထက်ဆရာကြီးများကပေးတဲ့စီဒီစီတကူကတော့အထူးပြောဖို့မလိုပါဘူးလေနောက်တော့တိလာပါလိမ့်မယ်ဟုခအုပ်အုပ်ဟန်လို့၍ပြော၏ဤသို့ခအုပ်အုပ်ဟန်လို့၍ပြောနေမျိုးဖြင့်ကျွန်ုပ်ကိုယ်တိုင်ပင်လိုရာကိုရခဲ့ပြီးပေါင်းများလာပြီဖြစ်ရာလူလိမ်မန်းတိလျက်နှင့်ကျွန်ုပ်က လေးတန်းဖြင့်ဟုတ်လားဆရာဒါဆိုကျွန်ုပ်ကိုမဆပ်ပါအောင်ဆရာရဲ့ဘလောက်ပဲကုံရကုံရဟုအင်မတ်အင်မတန်လိုချင်ဟန်တူးတူးချူးချူးပြောလိုက်၏ထိုအခါဆရာမောင်က စီရဇကိုပီတဝတ်တန်တယ်လို့အဆိုရှိတာကပဲဥက္ကံကောင်းရဲ့အဖိုးဖြက်လို့တော့မရနိုင်ပါဘူး။နို့တော့ဥက္ကံကောင်းအတွက်ဆိုရင်ပွဲသုံးပွဲနဲ့ငွေ90ပဲကြတော့ပါလေဟုဈေးပြောလေသည်။စေးစရာရောင်တို့ဤပွဲသုံးပွဲဆိုဒီမှာနှစ်ပွဲသုံးပွဲဖြစ်၍ငါပြောသည့်အုံးသည့်အပြင်ငွေ90ချက်လဲထည့်ရသေးသောပွဲဖြစ်ပေသည်။ကျွန်တော်ဤရင်ထဲ၌ကကြိတ်သာကြိတ်เสียခမည်းကျုပ်လိုရာစကန်းကိုသာရအောင်ပို့ပြီးတော့ဟုရဲမင်းပါဇက်ကမူ ဟာကိစ္စမရှိပါဘူးဇေယျဘဲတော့ထိုးရမလဲဟုမေးလိုက်ဇေယျရောင်ကလည်းဗဇက်မပေါက်ကြရတွေကိုဘေးရင်တွတ်ဟန်ဖြင့်ရွက်ကဟာမနှက်ဖန်လာပြင်းနေမဟုတ်လားစနေလဲစနေတကယ့်ရက်ကောင်းပဲမနှက်ဖန်ပဲထိုးပြီတော့ဟုပတ်စံမြင်မြန်ရအောင်ဆွဲပေးသည်ကျွန်ုပ်ကလည်းအားတက်သရောကြီးပင်ဟန်လို့၍ဟာနေရကြတာပဲဇေယျအဲနို့နေပါအောင်ဇေယျဒီပွဲသုံးပွဲပြီးရင်လူပနေရောက်ဆေးထိုးနိုင်တယ်လေဟုစကားစဖော်ပြလိုက် ထိုအခါဂျက်ကောင်းကိုစောင့်နေသောဆရာယောင်ကပွဲတခါပြီးရင်ဗနဲ့ရောက်ထူးထူးစေးစွမ်းပြတာပါပဲ။ကဲဒီကတိတ်အမကြီးကကျုံနှုံးကျုံကမှထိုးလိုက်ပါလားဟုဒေါ်ကျော့ရင်ကိုဆွဲ၏။မိမသာစိတ်သက်ငွေရရာကုန်ရမည်ကိုနှမျောတော်လဲသူများနဲ့ပူး၍ငွေ99ကျပ်ကုန်ရမည်ဆိုလျင်နှမျောတတ်သူများမဟုတ်ရာနောက်ပွဲသုံးပွဲအတွက်ငွေ15ကျပ်တက်တာမည်ကိုသာတွေး၍ငွေ90ကုန်ရမည်ကိုမနှမျောဘဲချောချောရှူရှူသဘောတူလိုက်ပေသည်။နောက်တစ်နေ့တွင်ဆေးထိုးကြ၏။ ဈေးထိုးပြီးလင်ဈေးကိုတိတ်တိတ်တင်သောအဖြစ်တိမ်ဝင်တပိတ်ကွဲကလေးကိုလက်အုပ်ချီကတော့က9မိနစ်ခန့်အာရုံပြုရပါသည်ကျွန်ုပ်က ပထမထိုး၏ကျွန်ုပ်ဈေးထိုးအပြီး၌ဈေးသွေးထားသောတိမ်ဝင်တပိတ်ကွဲကလေး၏ဈေးစာဈေးနာကြံစီကိုနတ်ဆင်ရောင်ဆရာမျက်နှာလွှဲ၍ဒေါ်ကျော်ရင်အားစကားဖော်လောက်အောင်ဈေးစွမ်းကိုညွှန်နေစဉ်ကျွန်ုပ်သည်ဈေးကြောက်ပြင်တပိတ်ကွဲကလေးမှဈေးနှင်များအတွင်သို့လက်၌ဖွက်ယူခဲ့သောကျွန်ုပ်၏ကိုယ်ပိုင်ဈေးမှုများကိုဖြူလိုက်၏ ကျွန်ုပ်ဆေးထိုးပြီးတော့အခါဒေါ်ကြော့ရင်ဆေးဆက်၍ထိုးရပေမည်ထို့နောက်ဟန်မပြက်လက်အုပ်ချီကနေလိုက်ရပေသည်ကျွန်ုပ်လျှို့ဝှက်၍ယူလာခဲ့သောဆေးမုံမှာကကျွန်ုပ်မော်လမြိုင်တွင်ဂျပန်ဘိုကီမူရာနှင့်အမှုတန်းစဉ်ကရခဲ့သောဆေးလုံးကလေးတစ်လုံးကိုအမှောက်ကြိတ်ထားခြင်းဖြစ်၏ထိုဆေးလုံးကိုကျွန်ုပ်အားကီမူရာကအဲ့ဒီဆေးလုံးကလေးကိုတော့အမြဲဆောင်ထားပြီးတော့ကိုကံကောင်းမတော်တဆများရန်သူရဲ့လက်ထဲကိုရောက်သွားရင်ဒီဆေးလုံးကလေးကိုသာမျိုးလိုက်တမိနေပဲခံတယ်ကိစ္စချောတာပဲ ဟာရာဂီထက်မြန်လို့ကျွန်တော်တို့လည်းအမြဲဆောင်ထားရတယ်ဟုဆိုကာပေးခဲ့သောဆေးလုံးမင်းဖြစ်သည်နောက်တနေ့နနက်တွင်ဒေါ်ကျော့ရင်ဖြား၏နေ့လယ်ပိုင်း၌မြက်ဖြူလန်း၏ညနေပိုင်းတွင် အသက်ထွက်လေတော်သည်ဆရာရောင်ကကြက်ပြောက်ငှက်ပြောက်ပြောက်တော်၏နောက်ဆုံး၌ဒေါ်ကျော့ရင်သည်ပေါရိတာရဇီအခန်းရှိလျက်နှင့်မက်စင်ရောင်ဇီကိုထိုးမိမှားသောကြောင့်ဆေးဆောင်နဘလူးချင်းရန်ဖြစ်ကာကိစ္စချောရသည်ဟုအရက်ထင်း၌ဟိုးဟိုးကြော်ကာအာဓုဘကိစ္စကိုဆောင်ရွက်ကြရလေတော်သည် အင်းတယောက်ကချောပေပြန်ပြီဒေါ်ကျော်ရင်ကတနင်းလာသမီးဖြစ်ဤတို့ဂျေနမီတီအခိုက်တထောင်းကကိစ္စရမျိုးပေါ်၍လာပြန်၏ဒေါ်ကျော်ရင်၏အာသူဘကိုပို့ဆောင်မိအခါ၌မောင်ငင်းအောင်၏ဇနီးတဲ့အေးပိုင်သမီးမှာလိုက်ပို့မိဟန်ပြင်းပြီးမှအတော်ကြီးများကမဟုတ်တာကွဲဟုဆိုလျက်နားဝရင်တီးတိုးကဲ့၍ပြောလိုက်သည်ကိုတစည်းတစောင်းမြင်ရပြာကျွန်ုပ်မှာယင်တညွန့်ကျိုးကမှတညွန့်ပေါ်ပြန်လေပြီဟုတွေးကရေချင်းငိုချင်းဖြစ်လာ၏ကျွန်ုပ်ထင်သည့်အတိုင်းပင် မကြမီပင်မောင်ကြီးမောင်ဤဇနီး၌ကျို့လံပြို့အံမထင်ဟောက်သပင်ချဟုသောလက္ခဏာတွေထင်ရှားလာပေတော့သည်။အော်ဖြစ်ရပလေ။ဒေါ်ကျော်ရင်အနှိမ့်ဆရောက်သောလမှာ1948ခုနှစ်ဇန်နဝါရီလတည်း၌ဖြစ်ပေရာထိုလ28ရက်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်အင်္ဂလိပ်နိုင်ငံဝင်အက်တလီတို့သည်မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်စာချုပ်တရက်ကိုဘီလက်မှလက်မှတ်ရေးထိုးကြကြောင်းသတင်းများပါ၍လာပေသည်။ထိုသတင်းများကိုဖတ်ရ၍ မြန်မာနိုင်ငံလွတ်လပ်ရေးရတော်မူဟုအရေးငွေမြတည်လာတော့ခါတွင်ဥဒ္ဓနာသည်ကျွန်ုပ်နှင့်မောင်ကြီးအောင်တို့အားအတွင်းရေးကိုခေါ်၍တိုင်ပင်လေတော်သည်ဂုံသေးလုပ်ငန်းနှင့်နိုင်ငံရေးသည်ဘာမှမဆိုင်ဟုစုစမတ်ရှိတော်လဲကျွန်ုပ်တို့ကဲ့သို့တိုင်းနှင့်ချီ၍အလုလုကြသောဂုံသေးကြီးများအဖို့တွင်နိုင်ငံရေးအပြောင်းလဲတို့သည်များစွာအရေးကြီးစကားတူတူဆိုရမည်ဆိုလျင်ဂုံသေးရေးအတွက်ပင်စစ်တွေတိုက်ကြရသည်မဟုတ်ပါလောဥဒ္ဓနာကဂုံသေးလုပ်ငန်းတွင်များစွာလက်မြင်သူဖြစ် ထို့ကြောင့်ကျွန်ုပ်တို့အားအတွင်းကြီးခေါ်၍တိုင်ပင်ရာတွင်ဥဒေါနာကဒုနိုင်ငံလွတ်လပ်ရေးရလို့ရှိရင်တွင်းကုံထုတ်ကုံတွေကိုနိုင်ငံခြားသားတွေထက်ဒုဗမာတွေကပိုပြီးတော့လှုပ်ဖို့ကိုင်းဖို့အခွင့်အလမ်းတွေပိုလာလိမ့်မယ်ထင်တယ်။ဒီတော့ကဒုမှာလက်ရှိသစ်လုပ်ငန်းနဲ့တပ်ထုလုပ်ငန်းကပိုပြီးနေတဲ့ငွေတွေကိုဗန်တိုးချထားတာထက်ရန်ကုန်မှာအခြေတစ်ခုခုသွားဆိုင်ပြီးတော့အလုပ်လုပ်ရင်ကောင်းလိမ့်မယ်ထင်တယ်။ပြီးတော့တခါယခုစစ်ပီးခေတ်အစိုးရတွေဟာ ဘယ်နိုင်ငံမှာမဆိုဆိုရှယ်လစ်ဆန်တဲ့အစိုးရတွေများနေလေတော့ဒုနိုင်ငံမှာလည်းအနည်းနဲ့အမြန်ဆိုသလိုဆိုရှယ်လစ်ဆန်တဲ့စနစ်တွေတုံးလာလိမ့်မယ်ထင်တယ်။ဆိုရှယ်လစ်စနစ်ဆန်ဆန်ဖြစ်လာရင်နိုင်ငံရဲ့သွင်းကုန်ထုတ်ကုန်တွေကိုအစိုးရကကြီးကြပ်လာလိမ့်မယ်။ဒီတော့ကနိုင်ငံကအထွတ်ဆုံးဖြစ်တဲ့ဆန်စပါးကိုအစိုးရကင်ပြီးလာလိမ့်မယ်။အစိုးရကကင်ရင်ဒုကကိုယ်စားလှယ်လုပ်ရရင်ကောင်းမယ်။ပြီးတော့လေအခုဒုလုံနေတဲ့တပ်ထုတ်တွင်လုပ်ငန်းနဲ့တစ်လုပ်ငန်းကိုဒီကနေပြီးတော့ရန်ကုန်ကုမ္ပဏီကြီးတွေရဲ့ လက်ဝေစာခံနေမဲ့အစားနိုင်ငံသားနဲ့တိုက်ရိုက်ဆက်သွယ်အောင်ယခုကတည်းကရန်ကုန်မှာတို့တနေရအခြေစိုက်ထားရင် ကောင်းမယ်နိုင်ငံလွတ်လပ်ရေးရတယ်ဆိုရင်ဒုလုပ်ငန်းကိုတိုးချဲ့နိုင်တဲ့အကွက်တွေပေါ်လာလိမ့်မယ်ဘယ်နဲ့သဘောရကြတော့ဟုမေး၏ကျွန်ုပ်တို့အတွက်ထုတ်နိုင်သောငွေရင်းကိုလည်းစီးစစ်ကြည့်ကြ၏နောက်ဆုံး၌ရန်ကုန်တွင်ကျွန်ုပ်သွားနေ၍ကုမ္ပဏီလီမိတက်တစ်ခုဖွင့်ကအခြေပြု၍ထားရန်စံစဘာကိုနိုင်ငံအစိုးရကကြီးကြပ်လုပ်တိုင်းသောအခါမျိုးပေါ်ပေါက်လာပါကကိုယ်စလဲအဖြစ်ကိုရဖို့ဂျိုးပန်းရန် စသည်တို့ကို အသေးစိတ်စီစဉ်ကကျွန်ုပ်အားရန်ကုန်သို့ဆေလွတ်လိုက်ပေတော်သည်ကျွန်ုပ်ရေဖို့၌ဤသို့ဦးလေးဦးဒေါနကိုတိုင်ကယုံယုံမတ်မတ်ဆေလွတ်ခြင်းကိုခံရသည်တွင်များစွာဝမ်းသာမိတို့ရာတွင်အမိနှင့်ဝေးကွာသောနေရာသို့တွားရောက်နေထိုင်ရမည်ဖြစ်သောကြောင့်ဝမ်းသာသလောက်စိတ်ကမပါဘီကျွန်ုပ်ရဝေးသို့ရောက်နေခဲ့တွင်အမိအားအိမ်တော်ရသားချထားလိုက်ပါကကျွန်ုပ်ဖို့တွင်မျောလင်းချက်ကြီးပျက်စီးရအောင်မည်ကိုဆိုမိတို့ရာတွင်ကိုမြဖေဆုံးပြီးကလေးကအမိခင်များမှာ မိမိအားကံကြမ္မာကြော်လိုက်ပုံကိုရှက်နေဟန်ဖြင့်ရိုးရိုးကုတ်ကုတ်ခမျိုးမျိုးကလေးနေတော့လျက်အသက်အရွယ်မှာလဲ30တို့နီးလေပြီဖြစ်ရာကရာဝါဒအိမ်အောင်ကိစ္စကိုစေမကူးတော့သလိုပင် ရှိနေသောကြောင့်ကျွန်ုပ်တွင်အနှဲငယ်စိတ်ချရမလို့လို့ရှိမိထို့အပြင်ဒေါ်ကျော်ရင်အိဆာရောက်ဒီမှာတလမြပဲမကြသေးသောကြောင့်ဘုံမြင်းနောင်ပြင်းချက်ချင်းကြီးမင်္ဂလာကိစ္စကိုဆောင်ရွက်ဖို့မလွယ်သေးသည်ကိုလည်းသတိထားမိတဖန်ဒေါ်ကျော်ရင်မရှိသည့်နောက်တအိမ်တောင်လုံးကိုအမိတယောက်တည်းတင်းကျုံ၍ဦးစီးနေရပြာ ဥဒ္ဒနာမှာတမိအားနေရာချထားလိုက်ပါကအိမ်တော်ကြီးတစ်ခုလုံးဖယုတ်ဖယဲကျန်ရင်မီစိုးဟန်လဲရ၏တို့ဖြစ်သည်ဖြင့်ကျွန်ုပ်သည်ရန်ကုန်၌အခြေဆိုင်၍လုပ်ငန်းချက်ထွင်ရန်ရောက်လာခဲ့ပြန်ပေသည်ရန်ကုန်၌အလုတ်တိုက်ဖွင့်ရန်တိုင်ကားခြင်းတွင်းငုံထုတ်ကုန်များ၏ကိစ္စကိုစူးစမ်းခြင်းစသည်တို့ဖြင့်အလုံများ၍နေရာမှကျွန်ုပ်သည်ဆန်စပါးကိစ္စဘက်သို့ဆက်၍လိုက်မိသောအခါတွင်ငယ်ချစ်ခင်အတန်ကို အပြေးအလွှာတရီရမိလေတော့သည်အတန်နှင့်ကျွန်ုပ်တို့ကွဲကွာခဲ့ရသည်မှာ 73နှစ်14နှစ်မြရှိပြီအသက်မင်္ဂလာမဆောင်မီညာဦး၌ကျွန်ုပ်ထံသို့ရောက်လာ၍သူ့မြေတားကိုတစုံတစဖွင့်ဟားသွားသည့်နောက်၌အသက်နှင့်ကျွန်ုပ်တို့မှာလုံးဝအဆက်ဆံကင်းပြတ်သွားခဲ့၏အသက်၏မိဘများဖြစ်ကြသောကျွန်ုပ်၏ဂျေဇူးရှင်များထံမှတဆင့်သာလျှင်အသက်ကိုရန်ကုန်၌မာချောင်းတာချောင်းကိုကျွန်ုပ်သိရပေသည်ကျွန်ုပ်၏ဂျေဇူးရှင်အထဲသေးလင်မယားတို့မှာစစ်ကြီးဖြစ်စားကပင်ပြေးရင်လွှားရင်ပျက်စီးကြရပေသည်ယခင်ကစကားဆက်မရှိ၍မဆိုခဲ့ရ ယခုဖော်ပြရ၏အသက်ငါကျွန်ုပ်အားအကြီးအကျယ်စိတ်နာသွားတဲ့အောင်ရှိ၏သူမိဘများမရှိသည့်နောက်ကျွန်ုပ်မှာအသက်ရင်တရင်ကိုလုံးဝမရတော့ဘဲအဆက်ပြတ်၍သွား၏အသက်ကိုကျွန်ုပ်အမြဲမဟုတ်တော့လဲတခါတခါ၌အသက်မြည်ကဲသို့နေပေလိမ့်မည်နေဟု တွေးတော်ကြည့်မိ၏သို့သောမိဝေးကျိတ်ပမာဓမ္မတာတိုင်းရက်ဝေးကမိတဲ့သည် မတက်သေးကဆေးဆက်သည်ဟု ဆိုရိုးရှိပေရာကျွန်ုပ်မှာအသက်အားတခါတခါမျှသာတွေးမိသည့်အပြင် ဘဝလမ်းစဉ်ကိုခုတ်ထွင်ရှင်းလင်းနေရသည်လည်းဖြစ်သောကြောင့်အမေမေအလျော့လျော့ပင်ရှိနေမိသည်ယခုကဲ့သို့ရန်ကုန်မြို့တွင်ကျွန်ုပ်ရောက်၍နေကဆန်စပါးကိစ္စကိုလိုက်ဆက်ပြီးသောအခါ၌ကဆန်ဆက်သုံးလုံးပိုင်သော အသက်၏ရောက်ခမကြီးများအကြောင်းကိုတွား၍စဉ်းစားမိကအသက်ကိုတွေ့ကျင်သောစိတ်များတဖွာဖွာပေါ်ပေါက်လာရပြန်မိသည်ငယ်ကားချင်းအနှစ်တရာမမေ့တာပါလေသို့သောကျွန်ုပ်မှာဖွင့်စာအလုပ်တိုက်ကိုတဦးတည်းဦးစီးနေခိုက်ဖြစ်လျာနိုင်ငံခြားကုမ္ပဏီကြီးများနဲ့ဆက်သွယ်ခြင်း ဆန်စပါးပွဲစားများနှင့်ဆေးဆက်ဆက်သွယ်ခြင်းအလौဒ်တိုက်အတွက်အသုံးပစ္စည်းဝယ်ချမ်းခြင်းစာရေးစာကြည့်များရွေးချယ်ငားရမ်းခြင်းစသည်တို့ဖြင့်လုံးချလိုက်နေရသည့်အပြင်ဦးလီဦးဒေါနထံတို့လည်းခொနည်းရတပတ်တိုင်းအစည်းရင်ခံစာများပို့၍နေရပြန်သောကြောင့်အလौဒ်နှင့် ခြင်းချင်းလေလျက်အတန်းတို့၏တရင်ကိုသာနာရပြီးအတန်းတို့ထံကကိုယ်တိုင်ကိုကြမသွားနိုင်အားပဲရှိခဲ့ပေသည်အတန်း၏ရောက်ခမများသည်စစ်တွင်းကဘုံတံမိသည်ဖြင့်ပျက်စီးကြရသည်ဟုသိရ၏ အသက်နှင့်အသက်ရင်ခင်မွန်ဦးစိန်မောင်တို့သည်ခနောင်တို့ရှိမိမိတို့ပိုင်းဆက်ဝန်းကြီးအတွင်းကတိုက်အိမ်တွင် နေထိုင်လျက်ရှိကြသည်ကိုလည်းသိရ၏အသက်တွင်သားသမီးမထွန်းကားသေးကြောင်းကိုလည်းသိရ၏အသက်တို့ထံသို့သွားမည်ဟုအားခဲတိုင်းအလုံးအမျိုးမျိုးပေါ်လာသောကြောင့်သွားပဲမသွားပြစ်နိုင်အောင်ရှိခဲ့ရ၏ဒုံနေခိုက်တွင်တနေ့၌ညနေပိုင်းအလုံးအနှဲငယ်ပါသဖြင့်အလုံးတိုက်ပိတ်ချိန်တွင်အသက်ရှိရာသို့မသွားပြစ်လျင် သွားပြစ်အောင်သွားတော်မည်ဟုစိတ်ပိုင်းဖြစ်လိုက်၏ထို့ကြောင့် အလုတ်တိုက်ကိုတိုက်ဆောင်တရဝံကတောက်ခတ်၍ပိတ်အပြီးတွင်ကျွန်ုပ်လည်းအလုတ်တိုက်အပေါ်တက်ရှိကျွန်ုပ်နေထိုင်ရာအခန်းသို့တက်ကာအဝတ်အစားလဲလှယ်ပြီးလျင်လှေကားမှဆင်းလာခဲ့၏လှေကား၌ဆင်း၍အလုတ်တိုက်ပြင်ပတ်သို့ရောက်သည့်ခဏ၌အလုတ်တိုက်ရှိတွင်လန်ချားတစည်းထိုး၍ဆိုင်ကာလန်ချားပေါ်မှပိန်ပိန်ပါပါအသားဖြူဖြူမိမတယောက်ဇင်းမယ်လုံးကြီးကိုဝှက်လျက်ဆင်းရသည်ကိုမြင်ရပေရာကျွန်ုပ်လည်းအမှတ်မထင်ကြည့်လိုက်ပြီးနောက်အသက်တို့ရှိရာခဏောင်တို့ဘက်သို့နေမဝင်ခင်ရောက်လို့သောသောဖြင့်ခြေလှမ်းပြင်လိုက်ရ၏ တို့ပြင်၍ခြေလန်းနှမ်းစာပြုသည့်အခိုက်အတန့်တွင်တစ်စိမ့်လောက်ပါရှင်ဟုနောက်ကပြောလိုက်သောအတန်ကိုကြားရသောကြောင့်လှဲ့၍ကြီးလိုက်ပြရာမျက်မှန်နှင့်ပိန်ပိန်ပါပါမိမ့်မှသည်ကျွန်ုပ်စီတို့ရှောက်လာသည်ကိုတွေ့ရသဖြင့်ကိုရှင်တက်၍ရက်နေလိုက်ရသည်၌ထိုမိမ့်မကရှင်ဒီတိုက်မှာနေပါသလားရှင်ဟုကျွန်ုပ်အားမေးလိုက်၏ကျွန်ုပ်လည်းဟုတ်ကဲ့ပါဘာကိစ္စရှိလို့ပါလဲခမားဟုဆိုလိုက်ကားရှိသည်ထိုမိမ့်မမှာတကိုယ်လုံးတိတိသားသားတုံတုံရင်ရင်ဖြစ်လာပြီလျင်အခုကံကောင်းအတန့်လေး အသက်ကိုမမမီတော့ဘူးလားဟုငိုတံပါကြီးနဲ့ပြောလိုက်တဲ့ဖြင့်ကျွန်ုပ်တွင် ဟိုက်ခနဲ့ဗဇက်ကရောင်၍ဆုံးမိလျက်မှင်တတ်မိတော့ပါမှာအံဩချင်းပြင်းစွာဖြစ်၍နေ၏ထို့ကြောင့်ငင်းငင်းကြီးကြောင်၍ကြည်နေမိ၏ထို့အခါတွင်မျက်မှန်နှင့်ထုံမင်းမကအခုကံကောင်းကတော့အသက်ကိုဘယ်မှတ်မိတော့မလဲလေအသက်ကပြောင်းသွားပြီကိုအခုကံကောင်းလဲရုပ်တော်ပြောင်းသွားတယ်နှုတ်ပေမဲ့ရှည်သွားကလေးရဲ့အတန်ရေတော့မှတ်မိသေးပါရဲ့ဟုထပ်၍ဆိုလိုက်မှကျွန်ုပ်မှာသတိပြန်၍လေလာကား ဟာအတန်အတန်အခုပဲအကိုကံကောင်းအတန်လို့ခဏောင်လိုဘက်ကိုကူးလာမလို့ဆင်းလာတာကြီးစန်းကြီးစန်းအတန်ပိန်သွားလိုက်တာကွယ်မျက်မှန်ကလည်းတက်ထားတော့မမှန်းမိဘူးဖះဆူးစီရဲ့အကိုကံကောင်းမမှန်းမိဘူးဟုဘလုံးမထွေးပြောမိရင်အတန်အားပြေးပြေးဖက်ကငိုလိုက်ချင်းတယ်လို့လို့ဘာလို့လိုကြီးပင်ဖြစ်မိပြီတော့ဒီအတန်ခမရကိုတိုင်းမှာလဲမျက်ရည်များဝိုင်းလျက်ချက်ချင်းမင်းငိုရွေးချလိုက်တော့မိပမာဖြစ်နေရှာပေသည်ပြီးမှကျွန်ုပ်ကတရီကိုထိန်၍ ကင်လာလာလာအကိုကံကောင်းရဲ့အခန်းကိုသွားကြစို့အေးစေးစေးစကားပြောကြရအောင်ဟုဆိုကာလေကားမှရှေ့ဆောင်၍တက်ခဲ့ရပြတော်သည်ကျွန်တော်ရေခန်းတွင်နှစ်ယောက်သားထိုင်မိကြသည်၌ကင်ပြောစမ်းမအောင်အတန်ရဲ့ဘလို့ကဘလို့ဟုစကားဆပေးလိုက်သည်၌အတန်လဲမျက်မှန်ကိုချွ့၍မျက်လုံးကိုပုတ်ရကမနေ့ကစဘာပွဲစားတွေဆက်ကိုလာကြတော့မှအကိုကံကောင်းကအသက်နဲ့ကိုစိန်မောင်ကိုမေးတယ်ဆိုတာကိုပြောပြကြလို့အကိုကံကောင်းရန်ကုန်မှာရောက်နေတယ်ဆိုတာကိုသိကြရတယ် ရန်ကုန်ကိုရောက်နေတာဒီလောက်ကြာမှဖြင့်လူကိုယ်တိုင်မလာနိုင်အောင်စာကလေးတစ်စောင်တော့ပေးဖို့တင်ပါတဲ့အကူကံကောင်းရဲ့ဟုအတန်ကလေးမြင်မြင်နဲ့အပြစ်တင်သလိုစကားဦးချီလိုက်ပြီးနောက်လွန်ခဲ့သော73လေးနှစ်အတွင်းတွင်ရန်ကုန်တလက်ခနောင်းတို့တလက်နေထိုင်ခဲ့ရပုံများကိုပြောပြရှာပါသည်သူစကားကိုဏိကုံးချုပ်သောအဖြစ်အတန်ကအကူကံကောင်းကိုအတန်အမြဲတမ်းမေ့လျက်ပါပဲအကူကံကောင်းရဲ့စစ်အတွင်းဘယောက်ပရက်တွေကြားထဲမှာမေမေတို့ဆုံနှုံးကအတန်လိုက်သွားတော့လဲအကူကံကောင်းအကြောင်းကိုစုံစမ်းပါသေးတယ် ။နို့ဝိမဲ့မောင်လမြိုင်မာလိုလိုကြိုက်ခမီမာလိုလိုနဲ့သာကြားရပြီးဗမာမန်အတိအကျမသိရလို့အဝေးကပဲသတင်းမင်းနေခဲ့တယ်။အကူကံကောင်းကတော့ဒီရန်ကုန်ကိုတက်လာတာ၃လလရှိပြီဆိုအသက်နှုတ်စီစာလေးတောင်မထည့်တာများအံ့မာရဲ့ရှင်ဟုအပြစ်တင်တဲ့နှစ်ပင်အဆုံးသက်၏။ဤတွင်ကျွန်ုပ်ကလည်းကျွန်ုပ်နှင့်ဦးဒေါနာလိုပြန်၍ချင်းမိသွားပုံများကို ပြောပြရကနောက်ဆုံးတွင်အသက်ကအကူကံကောင်းစာမထည့်တာကိုတော့ပြောလိုက်တာ။အကူကံကောင်းကအသက်နှုတ်ခဏောင်းတူမှရှိတယ်ဆိုတာကို အရင်73ရက်ကမှတီးရတယ်တီးရလို့စားထက်မယ်ကြံမိမဲ့လူကိုယ်တိုင်သွားမယ်သွားမယ်နဲ့ချင်းရင်အလုပ်တွေကပြိနေလို့ဒီနေ့မှအားချိန်လေးရပြီခဏောင်းတူကိုလာမယ်လို့အထွက်မှာအတတ်နဲ့တွေ့ရတာ gain ထားပါတော့စစ်အတွင်းကတော့ခစ်ပျောက်ပျက်မှုထားလိုက်ပါတော့စစ်မဖြစ်ခင်10နှစ်လောက်အတွင်းမှာအတန့်စီကအကိုကံကောင်းစီကိုစာကလေးတစ်ချောင်းရေးဖို့ရလားဟင်ပြောစမ်းမအောင်ဒီအဖြစ်ကိုဟုပြန်မေးလိုက်ရာအတန့်စီကျွန်ုပ်အားမျက်စောင်းတစ်ချက်ခဲလိုက်ပြီးမှ တော်ဟာအခုကံကောင်းရင်ဓာရီကိုအတန့်ဆမ်းမြုပ်မပြန်ပြရစီနေတော့နှုတ်နေပါအောင်တထေးကတော်များကဗမာလဲဟုစကားလွှဲလိုက်သည်၌ကျွန်ုပ်လည်းတစ်ချက်ရဲမိကအခုကံကအခုဒီအိမ်တော်မရှိသေးပါဘူးနှုတ်ကဲဆက်ပိုင်ကတော်ကြီးရောတယောက်တည်းလားဆက်ပိုင်ရှင်ကြီးက မပါလာဘူးလားဟုရဲစရာလှုပ်လိုက်ရ၏သို့သောအတန့်မှာကျွန်ုပ်ရဲစရာလှုပ်လိုက်ကမှပင်တစ်ချက်မျှတွေ့၍မျက်နှာသေးကလေးနှင့်ဖြစ်သွားရာကပါတယ်လေဒီနေ့ရန်ကုန်ကိုကူးခဲ့ကြတာတော့တူတူပါပဲ ခြာချီလန်းကအသည့်တွေအိမ်မှာခဏနေပြီးတော့ညနေနေကလေးစောင်းနေဆိုရင်ပဲအပြင်ခဏသွားရည်အောင်မယ်ဆိုပြီးထွက်သွားလိုက်တာခုနေဆိုရင်တာဝါဟိုတယ်ကိုရောက်နေကြရောပေါ့ဒီကအပြန်မှပဲဟိုတယ်ကိုဝင်ပြီးခေါ်ရတော့မယ်ဟုစိတ်မချမ်းပြေတော့အတန်ပြင်းပြောရှာ၏ထိုစကားကိုထောက်ရင်းအတန့်ဤခင်မွန်းဥစိန်မောင်မှာရစ်ထုတ်ကြီးဖြစ်နေသည်ကိုကျွန်ုပ်ရေးမိရပါသည်လင်ယောက်ျားကရစ်ထုတ်ကြီးဖြစ်နေသောကြောင့်ဇနီးဖြစ်သူအတန့်ခမရလဲလင်စိုးမရတဖားဖားဟူသည်နှင့်အညီ အတော်ပင်ကတိနိုင်၍နေရရှာသည့်အဖြစ်ကိုသတိထားမိ၏စိတ်မချမ်းသာမှုတို့ကြောင့်ယခင်ကဝဝကိကိချစ်စရာတပွေတခဲကြီးဖြစ်ခဲ့သူအသက်မှာယခုအခါတွင်ငဖောင်ရိုးကြောက်ပေါ်မှာပိမ့်ပိမ့်ပါးပါအသက်နေပါလျရ၍နေပေပြီသူဖြစ်အင်ကိုကြည်ရင် မချမ်းသာသောစိတ်နဲ့ကျွန်ုပ်ကအသက်ဘယ်တော့မှမျက်စိတွေပါလေမှုံနေတာလေအခုမျက်မှန်များတောင်တက်ရပြီနော်ဟုကျင်နာစွာမေးလိုက်ရာအသင်လဲမျက်မှန်ကိုချွတ်၍မျက်လုံးတောင်များကိုပို့ရွာက ဟိုတမြန်နှစ်ကအတန့်တော်တော်ကြီးကိုမမလိုက်သေးတယ်။စစ်ကလည်းပြီးစစေးဝါကလည်းရှားနဲ့သုံးလေးလလောက်တောင်ချိသွားသေးတယ်။မသေးလို့သာ တွေးကြရတယ်။သပင်းကြီးကျွတ်ဥယေကုန်နေလဲအပူတွေမှုတ်လိုက်တာ။နောက်ဆုံးကျတော့လူကထူးထူးထောင်ထောင်ဖြစ်လာပြီမဲ့မျက်စိမုံနာကြီးအဖက်တီမီကြံခဲ့ရတယ်ဟုဆိုပါသည်။ကျွန်ုပ်လည်းကျွန်ုပ်ရဲ့အခြေဥအခြေဖူးဖြစ်သဖြင့်မျက်နှာမိခဲ့ဘူးသူအတန့်ဤဖြစ်ရင်ကိုနာကျင်သောစိတ်နှလုံးမြင့်ကြီးကငေး၍နေမိပေသည်။ နောက်မှစကားဆက်မိကြရင်အတန့်ကအတန့်မေးစမ်းမရသေးဘူးအကူကံကောင်းရဲ့အခုအကူကံကောင်းရဲ့ဆွေတွေမျိုးတွေနဲ့ပြန်ပြီးနီးနီးဆက်ဆက်ရှိကြပြီဆိုတော့ဘယ်နဲ့လဲတော်တော်ခင်ခင်မင်မင်ရှိကြရဲ့လားဟုမေးလိုက်ရာကျွန်ုပ်ကတော်ကြပါတယ်မတော်ရင်လည်းမဖြစ်တော့ပဲကိုအတန့်ရဲ့အကူကံကောင်းရဲ့ဂျေဇူးတွေကလည်းသူတို့အပေါ်မှာတပုံတပင်ကြီးရှိပြီးတော့လဲအရွယ်ကလည်းငယ်သွေးငယ်မန်းတွေထားတဲ့အရွယ်တွေကလည်းဟုတ်မှာမဟုတ်တော့တာပဲ။ အကိုကံကောင်းတဲ့ရွယ်သူဥဒ္ဒနာရဲ့သားမောင်ကြီးအောင်ဆိုတာကဖြင့်အခုအိမ်တော်နေပါရင်းနဲ့ဖြစ်နေပြီလေဖျားပုံကအေးပိုင်သမီးနဲ့လက်ထလိုက်တာ6လလောက်ရှိသွားပြီထင်ပါဟုဆိုလိုက်သည့်၌အတန်လဲတစုံတစ်ခုကိုသတိရဟန်ဖြင့်နေဦးနေဦးဟာဟုတ်ပါပြီအရင်နှစ်ဒီဇင်ဘာလတည်းကလက်ထကြတာမဟုတ်လားဟာအတန်ခုမှသိရတယ်အိမ်ကိုယ်တော်ဖိတ်စာရောက်သေးတယ်အတန်ကအမှတ်တမဲ့မှုကိုစိန်မောင်နှောင်းဒီဖိတ်စာတွေက သရိုသမီးတို့နဲ့ဆွေတစမျိုးစတော်တယ်လူတော်ပြောမှုသေးတယ်အမလေးလက်ဆာသက်တော့အသက်နဲ့အကိုကံကောင်းတဲ့ဆွေမျိုးဆက်မိနေပြန်ပါဘကောဟုပြောပြောဆိုဆိုပြုံးရှာပါသည်ကျွန်တော်လဲရောနှော၍ပြုံးရပြီလျင်ကဲကြုံလုံးကြုံကကိုမကိုလမ်းမှာအသက်ကိုဓာတ်ပေါက်ကျွေးလိုက်ဆမ်းမရစီလာအသက်ဆာလာရောက်မယ်သွားကြစို့ပြီးတော့အသက်နဲ့အတူတူကိုစိန်မောင်ကိုလည်းလိုက်ပြီးတွေ့ကျင်နေတယ်ဟုဆိုရ၏အချိန်မှမှောင်စပြုတ်လာပြီဖြစ်ပေသည်